မြန်မာနိုင်ငံကငလင်ဘေးဒဏ်တင်ပြည်သူတွေအတွက်နိုင်ငံတကာကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးနေတာဟာနာဆာကအစိုးရကိုနိုင်ငံရေးအသိအမှတ်ပြုတဲ့သဘောထားမျိုးမတက်ရောက်ကြောင်း NCA ထုတ်လာတဲ့ဗိုလ်မျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCAS ကဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ကာက CNI သတင်းဌာနကိုပြောပါတယ်။အဲ့ဒီပြင်နိုင်ငံတကာကအကူအညီဝင်ပေးတာဟာလူသားချင်းစာနာမှုပေါင်းတွင်းမှာပဲရှိပြီးနာဆာကအစိုးရကိုတရားဝင်မှုပေးခြင်းနိုင်ငံရေးအသိအမှတ်ပြုခြင်းဆိုတဲ့သဘောထားမတက်ရောက်ကြောင်းသူကပြောပါတယ်။ ဒီမူလကနိုင်ငံရေးရည်ကြဲရအဆန့်ကျင်ပေမဲ့ငလင်ကြတော့လူသားချင်းစာနာမှုဆိုင်ရာပြဿနာဖြစ်လာတယ်။အခုလက်ရှိအုပ်ချုပ်နေတဲ့လူရဲ့မူဝါဒ policy တွေကခုဒီလူသားတွေခံစားရတဲ့ငလင်တန်းကတခုဖြစ်လာတော့ခွဲပြီးတော့ကြည့်ရင်ဒီနိုင်ငံသားတွေခံစားရတဲ့ငလင်တန်းကိုတော့နိုင်ငံတကာကူဝတ်လိုလာတယ်။အဲဒီလိုကူညီခြင်းကလူသားချင်းစာနာမှုပေါင်းတမ်းမှာပဲရှိပြီးတော့အဲ့ဒါကတရားဝင်မှုကိုပြည့်တယ်။နောက်နိုင်ငံ ေရအပြင်မှာပြုတ်တယ်ဆိုတော့သဘောကတော့အတိုင်းဝင်ရလို့မရှိဘူးလို့တော့ကျွန်တော်ကြီးဖားတယ်ကြ။အများပြင်းတော့ကုညီပေးတဲ့နိုင်ငံတွေတုံးကကျုံပြီးတော့ပြောတာလည်းရှိပါလား။ဒါလိုကုညီတာလူသားချင်းစာနာမှုနောက်အဲ့ဒီပေါ်မှာလာ political recognition ပေးတဲ့သဘောမျိုးမဖြစ်စေရဘူးဆိုတဲ့ပြီးတော့ကျုံတင်စီကံပတ်မှတ်ချက်နဲ့ဝင်ပေးတဲ့အတိုင်းပြည်တယ်လည်းရှိပါလေကြ။ ဲ့ဒါကြောင့်အဲ့ဒီလိုဒုသားညဆာလောင်းထောက်ကူတွေဝင်ပေးတဲ့အပေါ်မှာအနိုင်ငံကြီးကအိမ်မပြုတ်သွားတဲ့တဲ့သဘောတော့မရောက်ဘူးလို့ကျွန်တော်ယူဆပါတယ်ဗျာ။ နိုင်ငံတကာတန်တမန်အရေးကြွန့်ကျင်သူတွေကတော့နာဆာကအနေနဲ့ငလင်ပေးနိုင်ငံတကာရဲ့အကူအညီရရှိမှုကနေနိုင်ငံရေးရတရားဝင်မှုကိုရရှိအောင်ကြိုးပမ်းတင်ကြောင်းနိုင်ငံတကာတန်တမန်လမ်းကြောင်းကိုဖွင့်နိုင်ဖို့ကြိုးပမ်းတင်ကြောင်းထောက်ပြကြပါတယ်။မြန်မာနိုင်ငံမှာအထွေထွေရေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားကြောင်းနာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုစ်တမ္မတလူကာရှန်ကိုနဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင် လာမယ့်ရေကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့နိုင်ငံရေးပါတီတီထောင်ဝင်ကိုမေလ9ရက်နောက်ဆုံး ံးထားလျှောက်ရမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ် AP 8ရမှာကြေညာခဲ့ပါတယ်။တကယ်လို့ရွေးကောက်ပွဲကိုမကျင်းပရင်နာဆကအစိုးရဆက်လက်အုပ်ချုပ်နေမှာဖြစ်ကြောင်းတိုင်းပြည်အနေနဲ့လည်းဆက်လက်တခွရောက်နေမှာဖြစ်ကြောင်းကိုနိုင်ငံတကာကတုံ့တက်လာနိုင်ကြောင်းတိုင်းလန်ရှမ်းဒီမြို့သားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ကဥက္ကဋ္ဌဦးဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်။ တဲ့ဒါချက်ကျင်တာကသူတို့ကအပိုင်းပေါ့နော်အခုလည်းကျွေးချင်အောင်မျိုးကနေဒီမှာတန်လုတ်တယ်ဆိုတာကိုတပေါင်းကဖန်တီးပေးလို့ဖြစ်တော့ပေါ့နော်သူကလည်းကျေးဇူးမရှိရအောင်တော့သူကြိုးစားရတော့ကြာပြီဒါမှမဟုတ်ဒီငရင်ကြီးလို့꽈ရတာကပုံကြီးမှအချိန်မြန်မြန်နဲ့ဒီဘက်ကတီမပြူလာကြတဘောလေးတွေချစ်လာတာပေါ့နိုင်ငံကြီးတွေအနေနဲ့ကလည်းတုံ့တမိလာလေးတွေရတော့ခြေကောင်းရှိမှာပါဒီရွေးကောက်မဲမလို့ဘူးဆိုရင်ဒီအစိုးရတက်ဆိုးရှိနေဦးမှာဆက်ပြီးမှဒီမှာသူကဆက်ပြီးဒုက္ခရောက်နေဦးမှာရွေးကောက်ပွဲရလာပြီဆိုရင်ရောက်လာပြီဆိုရင်တော့ဒီအစိုးရပြုတ်ပြတော့အိမ်မှာနောက်ပြန်လာမယ်အစိုးရအနေနဲ့ ဗျာစကားပြောလို့ပြောရှင်းရှင်းညီနေလို့ရလာပြီပေါ့ဗျာအားနဲ့နိုင်ငံတကာလည်းသုံးသပ်မှာပါတကယ်လို့ရွေးကောက်ပွဲတာမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့လက်ရှိနာဆကဆိုတာတက်ဆိုးရှိပြီးမှမြန်မာပြည်သူတွေပုံပြီးမှပုံပြီးမှမဒုက္ခရောက်လာမှုရှိပါတယ် ငလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာကလှူဒန်းဖို့ခရီးပြုံငွေအမေရိကန်ဒေါ်လာ63တန်းရရှိထားကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA အကြီးအကဲတွန်ဖလက်ချာက2025ခုနှစ် AP 6ရက်နေ့မှာနာဆာကရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံစဉ်ကပြောကြားခဲ့ပါတယ်။အဲဒီလိုပဲအမေရိကန်ကလည်းဒေါ်လာ63တန်းမြန်မာငလင်ပေးကိုကူညီမှာဖြစ်ကြောင်းကြေညာထားတယ်လို့အမေရိကန်၊ဂျပန်၊ဩစတြေးလျ၊အိန္ဒိယတို့ပါဝင်တဲ့ Quad ကလည်းမြန်မာငလင်အတွက်ဒေါ်လာ30ထောက်ပံ့မယ်လို့ခရီးပြုထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာငလင်ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရှိနေတယ်လို့ကြီးပွားရေးကြဆင်းမှုပြန်လည်ဥမော်ရေးကြိုးပမ်းဖို့လည်းလိုအပ်နေတာကြောင့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပဖို့မှမလွယ်ကူတော့ကြောင်းထောက်ပြကြပါရစေ။